ဟယ်လိုအားလုံးပဲမင်္ဂလာပါ my test မှပြန်လိုက်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ day 6ဖြစ်ပါတယ်အရှိမ day 5 day 5အထီးပေါ့နော် day 5အထီးဒီမှာကဒီ normal state ရှိတဲ့ဂျုံတွေအကုန်လုံးကို normal state ရှိတဲ့ starter တွေကိုဒီလို 25g စီကျွေးတယ်အစားတူကျွေးတယ်ပေါ့နော် day 6ရောက်ပြီဆိုလို့ရှိရင်သူက intermediate state ကိုဖြစ်သွားပါပြီ D7 ဆိုလို့ရှိရင် intermediate ဖြစ်တော့မှာပေါ့နော်အဲ့လိုဖြစ်တော့မဲ့အချိန်မှာသူ့ကို strong ဖြစ်နေအောင်လုပ်ထားရပါမယ်အဲ strong ဖြစ်နေအောင်လုပ်မယ်ဆိုလို့ရှိရင်အခုဒီမှာဆိုလို့ရှိရင်အဲ plane ထဲမှာမနီကထည့်တာက80နဲ့ဒီ plane ထဲမှာမနီကထည့်တာက85 gram ထည့်ထားတာဖြစ်ပါတယ်ဒီတော့ဒီထည့်ရနေ90 gram ကိုဖယ်မယ်ဖယ်ပြီးပြီဆိုလို့ရှိရင် plane ထဲမှာ25 gram ကိုခြံပြီးပြီဆိုရင် ထပ်ပြီးကြွေးရမယ့်အစာကဂျုံ90နဲ့ရေ40ဖြစ်ပါတယ်ရေ40ပဲထည့်ထားတယ်ဆိုတော့ကကြတော့သူ့ရဲ့ဒီတက်ချာကိုပြစ်ပစ်ကလေးလိုချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်တကယ်တော့ဇာတူထည့်ရတာပေါ့နော်အရင်ကျဲနေမယ်ဆိုလို့ရှိရင် float ဖြစ်လွယ်တယ်ဒါကြောင့်မလို့သူ့ကို40ပဲထည့်ထားတာပါပြီးတော့ဂျုံမျိုးစားကလည်း yoyo all purpose flour ကိုသုံးထားတာဖြစ်တဲ့အတွက်ဒီမှာရေ40သုံးတာပါတကယ်လို့ဒီနေရာမှာ whole wheat flour လို့ rice flour လို့သုံးမယ်ဆိုရင်ဒီနေရာမှာစားတူသုံးပေးလို့ရပါတယ် ခုဆိုလို့ရှိရင်တော့ discard ကိုအရင်ဖယ်ပါမယ် discard က 50g ဖယ်ရမှာဖြစ်ပါတယ်မနောသူရဲ့ငကို level ထက်ကိုနည်းနည်းလေးတက်နေတယ်ဒါက normal stage ဖြစ်ပါတယ်တကယ်လို့ရေထွက်နေတယ်ဆိုရင်တော့ normal stage မဟုတ်တဲ့အတွက်ခါတိုင်းလိုပဲဆောပြီးတော့တနိုင်ဆောပြီးကျွေးရမယ်ပြီးရင်ဂျုံ 9g စီတိုးရမယ်ပေါ့နော်တကယ်လို့ basis မှာရေနည်းနည်းထွက်နေတယ်ဆိုရင်ဒီထက်ပိုပြီးတိုးစရာမလိုပါဘူးဒီတိုင်းကျွေးလိုက်လို့ရပါတယ်။ဘာကြောင့်လဲဆိုတော့122ပုံစံလောက်ထားတာပေါ့နော်။နှစ်ဆလောက်ထားတဲ့အတွက်ကြောင့်ပါ starter ထက်နှစ်ဆထက်မှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ခုဆိုလို့ရှိရင်တော့ဒီထဲကို disk 50 gram ဖယ်ပါမယ်။ဒီမှာနော် device starter မှာအထဲထဲမှာဒီဒီတဘာဝ white yeast လေးတွေကအထဲထဲမှာဒီလိုလီဝောင်းလေးထုတ်နေဆိုရင်ဒါအခြေအနေကောင်းတယ်ပြီးတော့ဒီလိုလေးပန်ကိတ် ပန်ကိတ်မုတ်ရည်လိုအနေထားလေးဖြစ်နေမှာဖြစ်ပါတယ်ဒီလိုမျိုးလေးနော်ဒါလေးကိုတစ်ဖက်ထဲစောင်းပြီးတော့တစ်ဖက်ထဲစောင်းပြီးတော့ 50g ထည့်ပါမယ်ကိုဆိုရင်တော့ 50g ဖယ်လိုက်ပါပြီ။ ဒီ50 gram ဖယ်လိုက်တဲ့ disket plane ကိုရေခဲတက်တာထဲမှာပြန်ထားပါမယ်မသုံးသေးတဲ့အတွက်ကြောင့်ပေါ့နော်ဒီမှာ starter plane ထဲမှာဆိုရင်တော့25 gram ကျန်ပါတယ်ဘေးပပတ်လေးမှာကတ်နေတာလေးတွေကိုခုလိုမျိုးလေးအောက်ကိုပြန်ပြီးချစ်ချပေးလိုက်ပါမယ်ဒီ disket ကိုလောင်းချဖို့အတွက်နေရာကိုဒီလိုဘေးဘက်မှာတက်နေရာပဲတက်တက်မတ်မတ်ထားပေးကြအဖြစ် plane ကိုတက်နေရာထဲမှာပဲအခုလိုမျိုးအရာလေးဖြစ်နေတဲ့အတွက်ကြောင့်ပို့ပြီးတော့အဆင်ပြေတယ်ကြည့်ရတာပို့အဆင်ပြေပါတယ် ပြီးရင်တော့အောက်ကိုပြန်ချစ်ချမယ်ပလင်းထဲမှာကျန်ခဲ့မဲ့ပမာဏကအခုပြထားတဲ့ပမာဏအတိုင်းဖြစ်ပါတယ်ဒီပြီဆိုလို့ရှိရင်တော့ဒီထဲကိုဒီထဲကိုအစာကျွေးမယ်ပေါ့နော်ဂျုံ90ထည့်ပါမယ် 1တူတူပုံစံနဲ့ကျွေးမှဖြစ်တဲ့အတွက် starter 25g ချန်ထားတဲ့ပလင်းတဲကိုဂျုံ 50g ထည့်ပေးလိုက်ပါမယ်။ရှီ 40g ထည့်ပါမယ်။ရေကအမှန်တကယ်ဆိုရင်ဂျုံ60ရေ60ပေါ့နော်။အဲဒီထဲမှာပြပြပို့ပြီးတော့တွေ့တွေ့တခြားကိုထိန်းတဲ့အနေနဲ့40ပဲထည့်တာပါ။ ဆိုရင်တော့ရေ40 g ထည့်လိုက်ပါမယ်ရေထည့်တဲ့အခါမှာဒီဘက်ကဒီ discard ဖယ်ထားတဲ့ဘက်ကလေးကိုလောင်းပြီးတော့ထည့်ပေးပါဒီမှာကတ်နေရလေးပြန်ပါသွားအောင်လို့ပေါ့နော်ပါသိန်းတော့ပါသွားအောင်လို့ပါပြီးပြီဆိုရင်တော့ဒီလိုလေးဘေးလေးတွေကိုချစ်ပြီးတော့တန့်ရှင်းလေးပြန်လုပ်ပေးလိုက်ပါမယ် ရေလေးတွေနဲ့ပြန်ပြီးတော့သူ့ထဲမှာရှိတဲ့ရေလေးတွေနဲ့ပဲနည်းနည်းလေးတန့်ရှင်းလုပ်ပေးလိုက်တဲ့သဘောပေါ့နော် ဘေးလေးတွေကိုတန့်ရှင်းလေးအခုလိုမျိုးလုတ်ပြပြီဆိုရင်တစ်ဖက်သေးပဲเนาะလုတ်ပြပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးမှုလိုက်ပါမယ်မှုရဲ့ခါမှာလည်းဒီကြုံမှုလေးပျောက်သွားတဲ့အထိမှုပေးပါမယ်ဒါကတော့နေ့တိုင်းလုံနေကြတိုင်းပေါ့เนาะအခုလိုမျိုးကက်ခဲလေးပုံစံမျိုးဖြစ်သွားပါမယ်အဓိကကတော့ဒီလိုမှုရဲချိန်မှာဘေးပက်ပက်လေးတွေကိုတက်နိုင်သလောက်တန့်ရှင်းရေးလေးလုပ်ပေးသွားပါ ပြီးရင်တော့ဒီခုနက disk ကလောင်းထားတဲ့ဘက်အချမ်းကနေပြီးတော့ဒီ spatula ကိုချစ်မယ်ချစ်ပြင်းဒီကနေပြန်ယူပြီးတော့ဒီအောက်မှာလာပြီးတော့ပြန်ထည့်ပေးမှဖြစ်ပါတယ် ပြီးရင်တော့ဘေးပပတ်လည်းမျက်နှာပြင်ညီသွားအောင်လို့အခုလိုမျိုးလေးလှုပ်ပေးလိုက်ပါဒါဆိုရင်တော့ရပါပြီပြီးရင်ဒီအမှတ်သားလေးကိုတေချာလေးမှတ်ထားပေးလိုက်ပါဒါဆိုရင် this is စာကြွေးလို့ပြီးပါပြီပလင်းကိုဒီအနောက်ဘက်ခြမ်းအခုဒီမှာ disket လောင်းလိုက်တဲ့အခြမ်းတစ်ချမ်းနဲ့ကနေပဲ disket ကိုအမြဲတမ်းလောင်းပေးပါဒါဆိုရင်ဒီဘက်အခြမ်းကိုတန်တန်လေးမြင်ရမှာဖြစ်ပါတယ်အခုဆိုရင်တော့ this is ပြီးသွားပါပြီ ဒီ6မှာဆိုရင် total 135 g ရှိသွားပါပြီဒီ plain နဲ့မှာပေါ့เนาะဒီ6မှာဒီ6မှာဖယ်လိုက်တာက50 g ပေါ့เนาะဒီလိုလေးတွေမှတ်ထားလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်လည်းဒီ6ရဲ့ total က135 g ရှိတယ်ဆိုတာကိုမှတ်ထားတာပါအခုဆိုရင်တော့ဒီ6အစာကျွေးလို့ပြီးပါပြီဒီ7မှာပြန်လည်ဆုံးတွေ့ကြမယ်เนาะ